ရွေးကောက်ပွဲကိုကာကွယ်ဆောင်ရောက်တဲ့ထူးဥပဒေတရက်ကိုစစ်ကောင်စီပြဋ္ဌာန်းမှုရှိနေတယ်လို့နိုင်ငံရေးပါတီတွေရဲ့ပြောဆိုချက်အရသိရပါတယ်။နိုင်ငံရေးပါတီတွေဘက်ကအဲ့ဒီလိုဥပဒေပြဋ္ဌာန်းပေးဖို့စစ်ကောင်ဆောင်နဲ့တွေ့ဆုံချိန်မှာတောင်းဆိုခဲ့ကြတာလို့လည်းဆိုပါတယ်။နောက်ဆက်ကဒီဖွဲ့စည်းပုံကအနာသိမ့်နေသူရမှာဖြစ်တော့ပို့ပြီးတော့စီကောင်မှုကဟိုကြီးမားတာပေါ့သူတို့ကလည်းပြောတာပေါ့ လူတို့ချင်းရဲ့လုံခြုံရေးကိုမလုပ်ပေးနိုင်ဘူးဆိုတော့ဘာလို့လဲကိုယ့်ချင်မကိုယ်ဖန်တီးနေရတာပေါ့နော်ယူကောက်ဘူးလားပါတီရင်းရဖြစ်ဖြစ်ချင်းနဘာတိကယူကောက်ဘူးအကျိုးကာလမှာကမ်ပိန်းကာလမျိုးပေါ့နော်ဟိုယူကောက်ဘူးမကန်ကာလမှာအာပါတီရဲ့ပြင်ဆင်တာယူကောက်ဘူးကပြည်သူရင်းမဲဆိုတာအဲ့အချိန်မှာ तू ကလုံခြုံရေးကိုလုပ်ပေးတင်ရယ်ဒါကယူကောက်ဘူးရဲ့အချိန်ယူကောက်ဘူးကျင်းပနေတဲ့ election day မှာလဲဟိုမဲယုံတွေကိုဟိုလုံခြုံဖို့လို့မဲလာချက်လို့လုံခြုံဖို့လို့ ဟိုကိုယ်စလဲတွေလုံချုပ်ဖို့လုပ်ပေးတင်နေရုပ်ဘွယ်ပြီးသွားတဲ့ကာလမှာလဲကော်မရှင်ကမှမကြညာမချင်းဘူးနော်အဲ့ကာလမှာလဲကော်မရှင်ကရေပေပါတီကတော့ဟိုဒီလိုမျိုးဘလောက်နိုင်လဲအဲ့ဒီကာလအတွင်းမှာလဲလုံချုပ်ရေးရအဲ့ကာလသုံးကာလမှာနော်ရုပ်ဘွယ်အကျိုးရဲ့ election day ရုပ်ဘွယ်နေ့ရရုပ်ဘွယ်ပြီးကာလအဲ့ကာလသုံးပိုင်းလုံးမှာတော့နိုင်ငံတော်ကြီးတာဝန်ယူတဲ့နိုင်ငံတော်အစိုးရက သူ့ဘာမှာတောင်းအပြည့်ရှိရလို့ဘာမှမင်းလေသူကဒီကနေ့ပတ်သက်လို့အစီအမံတွေလုပ်ထားသင့်နေတယ်ဒါနဲ့ပတ်သက်လို့ချုပ်တင်ပြီးတော့ကော်မရှင်နဲ့မပါတီတွေကိုလည်းခေါ်တွေ့ပြီးညှိနှိုင်းပြီးတော့ဒီလိုဘယ်လိုလုပ်ကြစီလဲရှင်းပြသင့်တယ်ဘဘာတော့အဲ့လိုပဲမြင်ပါလေစစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားပေမဲ့လက်ရှိချိန်ထိတော့ရွေးကောက်ပွဲအတွက်လိုအပ်တဲ့နေဥပဒေစီမံစည်းကမ်းတွေထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့စစ်ကောင်စီဟာရွေးကောက်ပွဲမတိုင်ခင် ဒီရွေးကောက်ပွဲကိုကာကွယ်ဆောင်ရှောက်တဲ့ဥပဒေပေါ်ထွက်လာရေးအတွက်လှုံ့ဆော်နေတယ်လို့လည်းသိရပါဗျ။အနာသိမ့်မီနောက်ပိုင်းနိုင်ငံတော်ဝန်ကစစ်တပ်ကိုထောက်ခံအားပေးသူတွေရဲ့တပ်ဖြတ်ခံရမှုဖြစ်စဉ်တွေနဲ့ပြည်အောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်၃000ကျော်တည်ဆုံခဲ့ရတယ်လို့ပါတီတာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုထားပါဗျ။ပါတီဝင်တွေရဲ့လုံခြုံရေးစိုးရိမ်ချက်ရှိနေတာကြောင့်ဒီပြည်တော်ကပါတီဌာနချုပ်မှာဒုက္ခသည်စခန်းဖွင့်လှစ်ဆောက်ရှောက်ထားရတယ်လို့လည်းဆိုပါဗျ။ဒီလိုအခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေအနေနဲ့စိုးရိမ်ကြကြီးကြီးမားမားရှိနေကြတာလည်းဖြစ်ပါတယ်။အရင်ကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကာကွယ်ပေးဥပဒေဆောင်မျိုးမရှိခဲ့ဘူးကွာ။ဘာဖြစ်လို့မရှိခဲ့လဲဆိုတော့ဒါအပေါ်မှန်အခြေအနေပုံမှန်ဆိုရကလုတဲ့ရွေးကောက်ပွဲရွေးကောက်ပွဲဖြစ်တဲ့နေရာအောင်ကျွန်တော်တို့2000အနည်းဆုံး2000ကနေစလို့ပေါ့နော်။အဲဆိုတော့ဟိုအဲ့လိုမျိုးရေကောက်ပွဲနဲ့ပတ်သက်ပြီးကံပွဲပြီးဥပဒေဆောင်မျိုးလည်းမရှိခဲ့ဘူးနိုင်ငံကမှလည်းအဲ့လိုမျိုးရှင်းတုံးပြီး မရှိဘူးပေါ့နော်ဆိုတော့အခုလိုမျိုးဟိုဥပဒေမျိုးကြတော့ရွေးကောက်ပွဲမှာမဲမထည့်ပဲနေနေမဲ့သူတွေကိုရောမဲမထည့်ဘူးအဲရွေးကောက်ပွဲနဲ့ပတ်သက်လို့အဆင်ပြေမှုရောဝေမမဲ့သူတွေကိုရောဒါတွေကိုအာဖိနေဘူးပေါ့နော်ဒီလိုမျိုးလုပ်တဲ့သူတွေမမ မတူတဲ့အမြင်ရှိတဲ့သူတွေဖိနေဖို့လည်းပိုရည်ရဲပေါ့နော်ဆိုတော့တကယ်တော့ဟိုရွေးကောက်ပွဲဆိုစစ်စစ်မှန်မှန်နဲ့လုပ်တဲ့ရွေးကောက်ပွဲမျိုးဆိုရင်ကာကွယ်နေကြမလို့ ကာကွယ်နေတဲ့ဥပဒေပြဋ္ဌာန်းကာကွယ်နေကလေးကိုကဒါဒီရွေးကောက်ပွဲရဲ့အဲပုံမှန်လူတွေတဘောရာတဘောရာရောအဲ့တဘောရာလူတွေရဲ့အမြင်ရှားမလို့ဒီရွေးကောက်ပွဲဟိုလုံးချင်တယ်လို့မလုံးလိုက်ရပါဘူးဆိုရင်ညာတော့ဖြစ်လိမ့်မယ်လို့မြင်တယ်မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတဲ့အနက်မြို့နယ်268မြို့နယ်မှာရွေးကောက်ပွဲကျင်းပသွားဖို့ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကဇွန်လ9ရက်နေ့မှာထုတ်ဖော်ပြောဆိုထားပါတယ်။တနိုင်ငံလုံးတိုင်းတာနဲ့စစ်ရေးမှာရှုံးနေနေပြီးနေမြေများပြားကိုလက်လွတ်ဆုံးရှုံးထားရတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပဖို့နေမြေလုံးကျုံရေးဆိုင်ရာစိုးရိမ်ချက်တွေရှိနေတာပါ။ပြီးခဲ့တဲ့1996ခုနှစ်ဆန္ဒရှင်အောင်ဦးတန်းရွှေဦးဆောင်နဲ့နိုင်ငံတော်ညီဝင်းပြည်ပြမှုတိစောက်ရေးအဖွဲ့နဝတလက်ထက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့လှုံ့ဆော်နေတဲ့ အမျိုးသားညီလာခံကိုကာကွယ်ပေးဖို့ဆိုပြီးနိုင်ငံတော်တာဝန်ကိုတည်ငြိမ်အေးချမ်းစွာစစ်တကြလွှဲပြောင်းပေးရင်းနဲ့အမျိုးသားညီလာခံလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်ရေးတို့ကိုနှောက်ယှက်ဆန့်ကျင်ခြင်းကနေကာကွယ်တဲ့ဥပဒေဆိုတဲ့အထူးဥပဒေတရက်ကိုထုတ်ပြန်ခဲ့မှုပါတယ်။နဝတာဆိုရဟာအဒီညီလာခံကိုဝေဖန်တဲ့နိုင်ငံရေးသမားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုနှိရှိထောင်ထံတွေချမှတ်ခဲ့မှုလာလည်းဖြစ်ပါတယ်။